ဒီနေ့မှာတော့ Homelink ကနေပြီးတော့မင်္ဂလာလေးချောင်းခရီးစဉ်ဖြင့်ဘုံဘုံမလေးကိုရောက်ရှိပါပြီ Homelink မှာရှိစဉ်အချိန်တွင်းမှာဘုံဘုံရဲ့မေတော်ကြီးတော်ထွေးထွေးတို့မိသားစုတို့ကနေပြီးတော့ဘုံဘုံကို နေ့စဉ်နေ့တိုင်းနေစွာဆက်ကလူတန်းပေးခဲ့ကြပါတယ်ဝါဆိုသင်္ကန်းနေလည်းပဲဆက်ကပြီးတော့ဘုံဘုံရဲ့တန်ဆာနာပြုလုပ်ငန်းမှာအသုံးပြုနိုင်ရန်အတွက်နဝကာမသိန်း90ကိုလည်းပဲလူတန်းပေးခဲ့တာဖြစ်ပါတယ်ခုလိုမျိုးဝါဆိုသင်္ကန်းတွေကပ်ပြီးတော့ နဝကာမတွေညစွာ လူဒန်းပေးတဲ့မေတော်ကြီးတော်တွေးတွေးတို့မိသားစုတို့လည်းပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေပြီးကြတော့ဘုံဘုံရဲ့ဒေတန္တရဘိုးတုတာတွေရရှိပါစီခြင်းအကျုံးကလည်းဒီဟုံမလင်းမှာရှိတဲ့ตาယာဒီဟုံမလင်းမှာရှိတဲ့ตาယာတဲ့နေရာအရှုကင်းလာတဲ့နေရာလေးကိုလည်းပဲမေတော်ကြီးတို့အဖွဲ့ကလိုက်ပို့ပေးကြပါတယ်ဒီဟုံမလင်းကနေပြီးတော့ဘုံဘုံတို့ ချင်းတွင်းမြစ်ကိုချင်းတွင်းမြစ်တရားကို ဖြာရပါတယ်ချင်းတွင်းမြစ်တရားဆိုရင်လည်းပဲဟောမလင်းသူဟောမလင်းသားတို့ရဲ့အပန်းဖြေရာနေရာတစ်ခုဆိုရင်လည်းပဲမမပါဘူးညနေဆိုရင်လူတွေအများကြီးပဲအဲ့ဒီတရားမှာအပန်းဖြေအနားယူကြတာဖြစ်ပါတယ်ဟောမကလည်းပဲယူခဲ့နေကောင်းတာနဲ့မေတော်ကြီးနဲ့တပ်ပုံတူတူတွေ့ရိုက်ခဲ့ပါတယ်နောက်ကတောင်နန်းနေရာလည်းပဲအရန်ကိုတာယာလပ်ပါပါတယ်ဗျအဲ့ဒီချင်းတွင်းမြစ်ကြီးကိုဖြာပြီးတော့ ဲ့ဒီချင်းတွင်းမြစ်ထရာကြီးကို ဖြတ်ပြီးတော့ဘုံဘုံတို့ကက်တာရွာလေးကိုရောက်ရှိပါတယ်ကက်တာရွာလေးဟာ အမတန်ကိုတာယာလပ်ပါပါတယ်အင်ဂျီကလည်းပဲအများကြီးပဲဗျအဲ့ဒီကက်တာရွာရဲ့ရွာဦးထိပ်မှာပေါ့ဇီရီတွေအားလုံးကိုဟို ပေါင်းစုပြီးတော့မှတည်ထားတဲ့ဓာတ်ပေါင်းစု ကောင်းမှုတော်ဇီရီတော်မြတ်ကြီးရှိပါတယ်ကောင်းမှုတော်ဇီရီတော်မြတ်ကြီးဟာဒီစကိုင်းတောင်ကကောင်းမှုတော်ကြီးလိုပါပဲအကြီးကြီးပဲပေါ့နော် ။အဲဒီကောင်းမှုတော်ကနေပြီးတော့ကက်တာရွာကိုကြည်ရတဲ့ရှုခင်းရဲ့ချင်းတွင်းမြစ်ကြီးကိုကြည်ရတဲ့ရှုခင်းရဲ့ချင်းတွင်းမြစ်ရဲ့ဟောဘက်ကမ်းမှာဟောမလင်းမြို့ကြီးလည်းပဲရှိပါတယ်။တောင်ပေါ်ကနေကြည်ရတဲ့အရာသာတော်တော်ကိုပဲရှုခင်းတာယာလာပါမှု အရန်ကိုကောင်းပါတယ်။ဘုန်းတော်လည်းပဲအဲ့ဒီမှာအပန်းဖြေအနာယူပြီးတော့ရှုခင်းနေကိုတဝါကြီးကြည့်ရှုခဲ့ပါတယ်ဘုံဘုံရဲ့ဓမ္မမိတ်ဆွေများလည်းတကယ်လို့များဟောမလင်းကိုရောက်ရှိခဲ့တယ်ဆိုရင် ကတ္တာရွာလေးကိုသွားဖို့မမိပါနဲ့ကတ္တာရွာထိတ်ကနေပြီးတော့ကြည့်ရတဲ့ရှုခင်းဟာအရန်ကို ကောင်းပါတယ်အဲဘုံဘုံရဲ့ဟောမလင်းကနေပြီးတော့မင်္ဂလာလေးကြောင်းခရီးစဉ်ဖြင့်မန္တလေးကို ရောက်ရှိတဲ့အခါမှာအစအစအရာရာအစဉ်ပြေနိုင်ရန်အတွက်ဘုံဘုံရဲ့ဓမ္မမိတ်ဆွေဘုံဘုံရဲ့ဖန်အဲတကာလေးလွမ်းမိုးအောင်ကနေပြီးတော့ ကားစီစဉ်ပေးတဲ့အတွက်လည်းပဲဒကာလေးလွှမ်းမိုးအောင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအခုဆိုရင်ဘုံဘုံမန်လေးကိုရောက်ရှိပါပြီ